ကချင်ပြည်နယ်မစ်တနာမြို့စီတောက်ဘူးရပ်ကွက်ရှိ Pansprin Resort ၌ကျင်းပပြုလုပ်ပြီးဟိုတယ်နှင့်တဲခုရိတ်တာများမှလုံခြုံရေးဝန်ထမ်းများစွမ်းဆောင်ရည်မြင့်တင်ရေးမြမရိုးရာတိုင်းတင်တန်းဖွင့်ပွဲတို့အားကစားနှင့်လူငယ်ရေးရဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခီးတော်လာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဂျပန်တော်တောင်တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်အဆိုပါတိုင်းတင်တန်းဖွင့်ပွဲအခမ်းအနားတို့ကချင်ပြည်နယ်စိုးရောက်ဖွဲ့ဝင်ဝန်ကြီးများ ဟိုတယ်နဲ့ခီးတော်လာရေးလုပ်ငန်းဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်ဝင်ကချင်ပြည်နယ်ဒေသဆိုင်ရာခီးတော်လာရေးလုပ်ငန်းကော်မတီဝင်များကချင်ပြည်နယ်အကစားနေကာယပညာဦးစီးဌာနမှညွှန်ကြားရေးမှူးနဲ့တာဝန်ရှိသူများဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းကချင်ဆောင်မှအဖွဲ့ဝင်များဟိုတယ်နဲ့တဲခိုရိတ်သားလုပ်ငန်းရှင်များတင်နန်းကြီးပြဆရာများနဲ့တင်နန်းသားတင်နန်းသူများဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဖွင့်ပွဲမှာပြည်နယ်ဝန်ကြီးကမြေတနာမျိုးရှိဟိုတယ်နဲ့တဲခိုရိတ်သားလုပ်ငန်းများမှလုံခြုံရေးဝန်ထမ်းများအတွင်မြမယူ ရာတိုင်းတင်တန်းဖွင့်လှစ်ပေးနိုင်ခြင်းဟာအချိန်အခါအကိုက်ညီမှုရှိပြီးမဖြစ်မနေလိုအပ်တဲ့တင်တန်းတစ်ခုလို့ဆိုရမှာဖြစ်ပါကြောင်းနဲ့ဟိုတယ်နဲ့ခီးသွွားခန္ဓာအနည်းနဲ့ဝန်ဆောင်မှုအစဉ်အတန်းအစစ်မြေအသုံးအဆောင်များဖော်ရည်ပြူငါမှုတို့အပြင်စွမ်းဆောင်ရည်မြင့်မားတဲ့လုံခြုံရေးအစီအမံများကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတရအနည်းနဲ့သတ်မှတ်ထားရမှာဖြစ်သောကြောင့်ဝိုင်းဝန်းစူးစမ်းကြရန်တိုက်တွန်းမှာကြားခဲ့ပါတယ် ဆက်လက်ပြီးပြည်တော်စုဝင်ကြီးကကချင်ပြည်နယ်မြမတိုင်းဆက်ကော်မတီ၏တရုတ်ပြတိုင်းကွက်များကိုလည်းကြီးစုအားပေးခဲ့ပြီးကချင်ပြည်နယ်အောက်စားနေကာယပညာဦးစီးဌာနမှဝန်ထမ်းများဟိုတယ်နေခီးသွွားညွှန်ကြားမှုဦးစီးဌာနမှဝန်ထမ်းများနဲ့တွေ့ဆုံကဌာန၏လုပ်ငန်းတာဝန်များကိုကြားရအခမ်းကဏ္ဍမှတက်ညီလက်ညီဆက်လက်ကြိုးပမ်းအကောင့်ထဲပေါ်ဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားခဲ့တယ်လို့သိရပါတယ်။ အဲ့နောက်မြမယိုရာတိုင်းတင်တန်းဖွင့်ပွဲကိုဟိုတယ်နဲ့ခီးသွားကဏ္ဍအတွင်ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနဲ့ဆက်ဆက်လုပ်ငန်းများ၌ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရင်လူစွမ်းအားအရင်းမြစ်များဖွံ့ဖြိုးတိုးတက်စေရင်းနဲ့ဟိုတယ်နဲ့တဲခိုရိတ်သားများတွင်တာဝန်ထမ်းဆောင်နေကြသောလုံခြုံရေးဝန်ထမ်းများဤစွမ်းဆောင်ရည်ကိုပုံမှန်မြင့်တင်ပေးနိုင်စေရသောအတွက်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီးအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခီးသွားလာရေးဝန်ကြီးဌာနကချင်ပြည်နယ်အစိုးရအဖွဲ့ဤပူးပေါင်းညှိနှိုင်းကြီးတက်မှုဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များတွင်ကချင် င်းဆုံးဤကုညီပန့်ပိုးမှုတို့ဖြင့်ဖွင့်လှစ်တင် जा ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။